ဒေဂရိုမန်တိုက်စုံမီတစ်နှစ်အကြာတောအုပ်ထဲမှာအလင်းနဲ့တစ်ခုပေါ်လာပြီးဒင်းဝက်ချက်တာကျေချုပ်တဲ့စေပေါ်ကနေကဘာမီပေါ်ကိုပြန်လဲရောက်ရှိလာပါတယ်။နောက်လေးရဲ့အကြာမှာတော့ဒင်းဟာအလောင်းတစ်ခုကိုတူးဖော်နေပြီးသူ့လက်ထဲမှာပါလာတဲ့ဝိညာဉ်ကိုပြန်ထည့်ပေးလိုက်ကကျေချုပ်တဲ့စေပုံနဲ့ဟာဒင်းရဲ့ပေါ်တာဘန်နီလည်းအသက်ပြန်ရှင်လာပါတယ်။ဘန်နီယာပြောက်လာနဲ့ငေါ့ရွယ်ခဲ့ပြီလို့ပြောနေပြီးဒင်းကိုဝမ်းမတတာနဲ့နှုတ်ဆက်နေကဒင်းကတော့အိမ်ဟုတ်ပြီနောက်ဆိုရင်ပြဿနာမချနိုင်ဘူးလို့ပြောပြီးဘန်နီကိုနှုတ်ဆက်လိုက်ပါတယ် တစ်ဖက်မှာတော့ဆန်ဟာကော်မလီဖြစ်သူအမလီယာနဲ့သူ့ခွေးလေးတို့ဆက်လိုက်ပြီးတော့ရဲဟာပုံခွေရအင်ဒီစီကိုထွက်လာကာအဝင်ဝါမှာတင်ဒင်းရဲ့နဆိုးစစ်စစ်မှုတွေကိုတန်းစီပြီးခံလိုက်ရပါတယ်။နဆိုးရောလေဗီယာတန်ဝမဟုတ်တာတိချာတော့မှာဒင်းဟာဆန်အောင်ထဖက်လိုက်ပြီးညူကိုနှောက်လေအလွမ်းတိုင်နေကြကာဆန်ဟာဘာတွေဖြစ်ကုန်တာလဲဒင်းလိုမေးလိုက်ပါတယ်။ဒင်းကလည်းသူ့အနည်းချက်မပြောတဲ့ကြောင်းနဲ့ဒစ်တည်သွားတော့သူ့ဘာကျချွတ်တဲ့စေပုံတွေရောက်သွားတယ်လို့ပြောပြနေပြီးဆန်ကလည်းအဲ့ဒါဆိုရင်ကက်စီယာရောအခုမှလည်းလိုမေးနေကာဒင်းဟာမျက်နှာတစ်ချက်ပြတ်သွားပြီးကက်စီယာကတော့မလွတ်နိုင်ခဲ့ဘူးလို့ပြောလိုက်ပါတယ်။ ဆန်ကလည်းဘာလဲကက်စကဒေသွားလာလို့မင်းနေပြီဒင်းကတော့တိတိကျကျပြန်မဖြစ်ပဲကက်စကဒီတိုင်းမလွန်ဆန်နိုင်ခဲ့ုံပါပဲလို့ပြောနေပြီဆန်ကလည်းဘာဖြစ်လို့ဖုန်းနဲ့အကုန်လုံးကိုပိတ်ထားရလဲလို့မေးလိုက်ပါတယ်ဆန်ကလည်းဒင်းမရှိတဲ့နေတာကာလအတွင်းမှာသူလည်းအမဲမလိုက်ဘူးဆိုတာကိုပြောပြလိုက်ပြီးဒင်းကတော့လုံးဆန်ရှိတာကိုမလုပ်တဲ့အတွက်ဆန်ကအပြစ်တင်နေကတွတ်တွင်ချင်းမာနေမယ်ညီကုံနှစ်ယောက်စကားဆာများကြပါတယ်ညာရောက်တဲ့အခါမှာတော့ဒင်းဟာဆန်ရဲ့ဖုန်းလေးကိုဆစ်ကြည့်နေပြီးခလိုလီလက်ကနေလွတ်လာတဲ့ကေဗင်ဟာဆန်ကိုအကူအညီတောက်ထားတဲ့ဗိုင်းမဲတွေကိုတိတ်သွားကာကေဗင်ကိုကောက်ွယ်ဖို့အတွက်ငါတို့စီမှာတောင်းဝင်ရှိရဆိုပြီးဆန်ကိုပြောလိုက်ပါတယ် ဆန်အားလေအဲ့တော့မှသူ့အပြစ်ကိုသူတီးသွားပြီကဲဗင်ကိုရအောင်ပြန်ခင်ကြတာဘို့လို့ပြောနေကကဲဗင်ကိုစတင်ပြီးချီရခံကြပါတယ်ဒီလိုနဲ့ဆန်လည်းဗိုင်းမေးရီယာတစ်ခုမှတဲလို့ဆောင်ရှားလိုက်ပြီးကဲဗင်ဟာသူ့ကောင်မလေးချန်နေရှိရဲ့အကြောင်းကိုသွားလာဖြစ်နေတယ်လို့ပြောပြလိုက်ကဒင်းကလည်းချန်နေရဲ့အကြောင်းကိုသွားဖို့တော်ပြောလိုက်ပါတယ်ဒီလိုနဲ့နောက်ရက်မှာတော့ဒင်းစန်းကြီးကိုရဲ့အမဲလက်ခီးစင်ဟာပြန်လည်စတင်ခဲ့ပြီးဆန်ဟာအင်ပါလာတော့ကိုဒင်းကိုပြန်ပြေးလိုက်ပါတယ်ကားပေါ်ရောက်တာနဲ့ဒင်းဟာဟိတ်အောင်ခွေးရရလို့ပြောနေပြီးဆက်အတော်မသိကြအောင်ဆောင်နေကစိတ်တရထင်တာပါလို့ပြောလိုက်ပါတယ် ဒီလိုနဲ့ဒင်းစက်ကြီးကိုလည်းမော်တယ်တစ်ခုစီရွေးလာကြပြီးဒင်းဟာကျေကျွတ်သက်စေပုံထဲမှာအသက်လူနေရတဲ့မြေကွင်းတစ်ချို့ကိုပြန်မြင်ရောက်နေကဘန်နီနဲ့ဆောက်တွေ့ခဲ့ပုံကိုလည်းအမှတ်ရနေပါတယ်။ရောက်တဲ့အခါမှာတော့ဒင်းဟာမူမန်တွေထားပြစ်လာပြီးမော်တယ်မှာမနာတော့ပဲကေဗင်စီကိုတတ်သွားဖို့အတွက်ပြောနေကဆန်ကလည်းကေဗင်ဟာတယောက်တည်းတနည်းတော့လောက်အသက်ရှင်နေနေခဲ့တာမို့လို့ဆက်ရုပ်ဘူးအတွက်ပြောနေပြီးဒင်းကိုလည်းအားယူဖို့အတွက်ပြောနေပါတယ်။ ဒဲရတော့ဆန်အဲ့လိုအကြောင်းပြချက်တွေနဲ့မင်းဟာမုံဆိုးဘွားကနေအနားယူခဲ့ရလားလို့မင်းနေပြီဆန်ကလည်းဒဲရငါတို့မရှိလေကဘာကြီးဟာဆက်ပြီးလဲပဲနေအောင်ပါပဲလို့ပြောနေခါတက်တက်ကလာအတွင်းမှာလဲအမလီယာလို့ခေါ်တဲ့ကောင်မလေးရှိခဲ့ပူချောင်းဒဲကိုပြပြလိုက်ပါတယ်ဒဲရအမလီယာနဲ့ဘယ်လိုဆက်တွေ့ခဲ့ရလဲလို့မင်းနေပြီဆန်ကလည်းဒီလိုပဲခွေးတကောင်ကိုကားနဲ့တိုက်မိခဲ့ရတယ်ဆက်ရပဲလို့ပြပြလိုက်ကဒဲကလည်းဆန်ခွေးမှသာကားပေါ်ကိုခွေးခေါ်တယ်နဲ့ဟုတ်လားဆိုပြီးတီးသွားခါဆဲဆိုပါတော့တယ် ဒါကြောင့်ဆက်အားစကားတကြောင်လွှဲလိုက်ပြီးဒီလိုတက်စီပုံထဲမှာအချိန်နဲ့ဘလို့ရှိတယ်လို့မေးနေပြီးဒင်းရလည်းအရန်ဆိုးွားကြောင့်လည်းအချိန်တိုင်းမှာတက်ဖြတ်နေရဲ့ကောင်းနေပဲလို့ပြောပြနေကဘန်နီနဲ့ဆက်တွေ့ခဲ့တဲ့အချိန်ကိုပြန်ပြီးအမှတ်ရသွားပြန်ပါတယ်။ဘန်နီကမကောင်းဆိုးွားအကောင်လက်ထက်ကနေဒင်းရောက်ကတင်ပေးလိုက်ပြီးဒီလိုတက်စီပုံထဲကနေလူသားတွေအထွတ်ထွက်ပေါက်ရှိကြောင်းနဲ့ဒင်းသာစိတ်ပါလို့ရှိရင်ထွက်လို့ရအောင်လို့သူကူညီပေးမယ်လို့ပြောပြနေကဒင်းရလည်းအဲ့အတွက်ကဘာပြန်ပေးရမှာလဲလို့မေးလိုက်ပါတယ်။ ဘယ်နေရတော့ဘာမှပြန်ပေးစရာမလိုကြောင်းနဲ့သူ့ကိုသာလက်ကြောက်ခေါ်သွားပေးပါလို့ပြောနေပြီဒင်းရအဲ့ဒါဆိုရင်ငါ့ရဲ့ဘောလာတစ်ခေါက်တမန်တော်ဟောပါတစ်ခါရဲခေါ်သွားရမယ်လို့ပြပြနေကဘယ်နေရလဲဒင်းဘွဲ့တော်ကိုသဘောတူလိုက်ပါတယ်အတွေးကမာတွေကတက်ထွက်လာတဲ့အချိန်မှာတော့ဒင်းဆန်းကြီးကိုလည်းခြံနှင်းစီကိုလာကြပြီသူ့စီကိုကေဖရောက်မလာဘူးဆိုတော့အကြောင်းဒင်းမျက်စံလည်းနားမလည်ဖြစ်နေကြပြီအကြောင်းဝင်တဲ့ကနေပြထွက်လာလိုက်ကြပါတယ်ဒင်းရလေကေဗင်ဟာခြေနဲ့နဲ့မတွေ့ပဲနဲ့ဒီကြောင်းလေးကိုဘာလို့လုပ်လာလဲလို့မင်းနေပြီဆက်ရတယ်တခုခုသိရအောင်လို့ကြောင်းနဲ့မပတ်ချကြတာပေါ့လို့ပြောကလူခွဲလိုက်ကြပါတယ် တကယ်တမ်းမှာတော့ချန်နေရနဆိုးဝမှုခလာရတာဖြစ်နေပြီးအခန့်ဘောကောင်မလီကိုလည်းတတ်တာကဒေးဝက်ချက်စတာပဲရောက်နေကြောင်းနဲ့ရှင်းပြော်တမန်တော်ကိုလိုက်ပြီးရှာနေကြောင်းအထက်လူကြီးကိုတင်ပြနေပါတယ်။ဒေးကလည်းတတော်တလုံးနဲ့လှုပ်ရှုပ်နေတဲ့ဆန်စီကိုပြောင်းလာပြီးကေဗင်နဲ့ပတ်သက်တာဘာတင်မမရဘူးလို့ပြောနေပြီးဆန်အောင်လည်းတခုသိရပြီလားလို့မေးနေပါတယ်။ ဆရာတော်သူတက်မိခဲ့တဲ့ခွေးလေးကိုအမေလီယာရဲ့ဈေးကန်ကိုပူပေးခဲ့တာကိုအမှတ်ရနေပြီဒင်းဟာဟိတ်ကောင်လို့ခေါ်လိုက်တဲ့အတန်ကြားမှာပဲတတိပြောင်းဝင်လာကဒင်းအတွက်မပေးထားတဲ့ဘာကာကိုထုတ်ပေးလိုက်ပြီဒင်းကလည်းထူးဆဲဆဲပါလာလို့ပြောနေပြီဘာကာကိုအားရပါရစားနေကဆရာတော်ကြောင်းတဲ့ CCTV ကတွေ့ထားတယ်ကေဗင်ရဲ့ပုံကိုပြလိုက်ပါတယ်ဆာကျောင်းကွန်ပျူတာခန်းထဲမှာကေဗီသုံးခဲ့တဲ့ကွန်ပျူတာနဲ့တစင်ကေဗီကိုခြေရခန်းထဲနေပြီလို့ပြောနေပြီအိုင်ဝါမျိုးဟာကော်ဖီချန်ရဲ့ဆိုင်မှာနောက်ဆုံးခြေရခန်းပြီးခဲ့တယ်လို့ပြောပြလိုက်ပါတယ်ဒီလိုနဲ့ဒင်းတက်ဆန်လည်းအိုင်ဝါကိုပြောလာကြပြီးကော်ဖီဆန်ရဲ့ဝန်ထမ်းခြေနဲ့တစင်ကေဗင်ပုံးနေတဲ့ဖျားချောက်အပြည့်စည်းစီကိုရလာကြပါတယ် ဒေးမက်ဆန်လည်းဖခင်ကျော်နဲ့ဝင်လာကြပြီးအဝင်ဝပါနေကယ်ဗီရဲ့ကျုပ်စီနဲ့ပတ်တာကိုခံလိုက်ရကဒေးမက်ဆန်လည်းသူတို့ဟာလဗီယာသန်တွေမဟုတ်ဘူးဆိုတာကိုအသက်သက်ရှင်းပြနေပါတယ်။ကယ်ဗီကလည်းခမောက်နှစ်ယောက်ကတစ်နေ့လုံးဘယ်ပြောက်နေရလဲလို့မေးနေပြီးဒေးကလည်းသူဟာကျုပ်သက်စင်ပုံထဲမှာအသက်သက်ရုန်းကန်နေရကြောင်းနဲ့ဆန်ကတော့ဆော်လေးနဲ့ဘဝကိုတာယာနေရဆိုပြီးပြောပြလိုက်ပါတယ်။ဒေးမက်ဆန်လည်းဖခင်ကျော်တစ်ခုလုံးမှာနတ်ဆိုးကကွယ်ဒီအပြည့်ပဲဆိုတော့ဇီးထားမိသွားပြီးဒေးကကယ်ဗီကိုဒါရီကိုဘယ်ရနေလိလာခဲ့ရလဲလို့မေးနေကကယ်ဗီကတော့သူ့ရဲ့ကောင်းနဲ့မှာအလိုလိုပေါ်လာပဲဆိုပြီးပြောပြလိုက်ပါတယ်။ ဆက်ဟာကဲဗင်ကိုခလော်ဒီယာလက်ထက်ကနေဘယ်လိုလုပ်ရလဲဆိုတာကိုမေးနေပြီကဲဗင်ကလည်းခလော်ဒီယာသူ့ကိုကြောက်စားတဲ့တစ်ချက်ကိုဘာသာပြန်ခိုင်းချောင်းနေသူလည်းဘာသာပြန်နေရင်းနေပဲကြောက်စားတယ်မှာပါတယ်နောက်ဆုံးလို့တတဲ့အစီအရင်တစ်ခုကိုမြင်တာကြောင့်ချက်ချင်းမဲ့အသုံးပြုလိုက်ပြီးလွတ်လာခဲ့ဆိုတာကိုပြပြလိုက်ပါတယ်ဒေးမက်ဆန်လည်းငရဲဗင်ခလော်ဒီကိုလက်ဆားနိုင်ခဲ့တဲ့အတွက်ကဲဗင်ကိုချီးကျူးနေကြပြီးကဲဗင်ကတော့သူ့ဟာကြောက်စားတဲ့တစ်ချက်ကိုပါတခါယူလာခဲ့လို့ပြပြနေပြီဆက်ကလည်းအဲ့ဒါကိုအကူဘာမှသိမ်းထားလဲဆိုပြီးမေးနေပါတယ် ကယ်ဗီကတော့ဒိုဒိုတဲ့နေရာမှာရှိပါတယ်လို့ပြောနေပြီးဒင်းဟာတောက်စာထဲမှာတခြားဘာကြောင့်နေပါသေးတယ်လို့မေးလိုက်ကာကယ်ဗီကတော့ငရဲတကားကိုထာဝရပိတ်လို့ကြားရတဲ့နေ့တစ်ခုပါတယ်လို့ပြောပြလိုက်ပါတယ်ဒီလိုနဲ့ဒင်းမက်ဆန်လည်းအပြုံထွက်လာကြပြီးဒင်းဟာကယ်ဗင်နဲ့အတူငရဲတကားကိုပိတ်ကြမယ်လို့ပြောနေကာဆန်ကတော့ကယ်ဗင်ကိုဒီကိစ္စရဲ့ထဲမှာဆွဲမထက်ချင်ဘူးလို့ပြောနေပါတယ်ဒင်းကတော့လက်ရှိမှာကယ်ဗင်ကိုယ်တိုင်ကတော့သတိမထားမိပဲဒီကိစ္စရဲ့ထဲမှာဝင်ပါနေပြီမီလို့ပြောနေပြီးငရဲတကားကိုအပြီးနိုင်ပြီပြည့်မဲ့အခွင့်အရေးကလည်းနှခမရဘူးလို့ပြောနေကာဆန်ကလည်းတအင်းနဲ့ပဲဒင်းဘောတာကိုလက်ခံလိုက်ရပါတယ် ရောက်တဲ့အခါမှာတော့ဆန်ဟာသူတနည်းလုံးပြစ်ထားခဲ့မိတဲ့အတွက်ကေဗင်ကိုတောင်းပန်နေပြီးကေဗင်ကလည်းသူရှင်းပြဖို့တမန်တော်ဖြစ်လာတာမကြသေးရတော့မှပဲအရေးစိတ်ဖြစ်စီရကြောင်းနဲ့ဆန်တို့ကလည်းသူနားလိုက်ပါရဲ့ဆိုပြီးပြန်ပြောလိုက်ပါတယ်ဆန်ကတော့ကြောက်စရာအကုန်လုံးပြောင်းယူပြီးနတ်ဆိုးတွေမရှိတဲ့ကဘာကြီးကိုငါတို့တွေအတူတူဖန်တီးကြမယ်လို့ပြောလိုက်ကာကေဗင်ကလည်းသူ့ပစ္စည်းတွေကိုယူအောင်မယ်လို့ပြောကာအောက်ဆင်းသွားပါတယ်။ဒီလိုနဲ့တယောက်ထဲချန်ခဲ့တဲ့ဆန်ကအတွေ့ကဘာတွေကိုပြောင်းသွားပြီးအမလီယာကခွေးလေးကိုမွေးစားဖို့အတွက်ပြောနေကာဆန်ကလည်းသဘောတူကြတာကြောင့်ရှင်ဟာကျမအတွက်တော့သူရဲ့ကောင်းမဲ့ဆိုပြီးပြောတာကိုအမှတ်ရနေပါတယ်။ ခဏကြာမှာတော့ကင်ဗင်ပြောင်းလာပြီးဖះကြောက်တစ်ခုလုံးနဲ့ငလေးထဲခံလိုက်ရကနဆိုးကွယ်လည်းပျက်စီးသွားပါတယ်။ဒင်းနဲ့ဆန်လည်းနဆိုးရောက်လာတယ်ဆိုတော့အောင်သိသွားပြီးဒင်းရဲ့ကြီးကျယ်သက်စင်ပေါ်မှာနက်နက်တွေကိုတွေ့သွားအောင်ဆန်အန်အုံးတွေကတကားအနေနဆိုးနှစ်ကောင်ဝင်ချလာပါတယ်။ဒီမက်ဆန်လည်းနဆိုးနှကောင်ကိုအသက်သက်ချနေရပြီးအောင်မင်းနဲ့တက်လက်နေတဲ့အချိန်မှာပဲထိုးဆန်တိုင်းဟလိုအကောင်လေးဆိုတဲ့အတန်နဲ့တူခေါ်ဒီပါရောက်ချလာပါတယ်။ခေါ်ဒီနဲ့အတူနဆိုးပူးခရာရတဲ့ခြံထင်းမှာပါလာပြီးခေါ်ဒီကတော့တွေ့ရတဲ့ဒီမက်ဆန်ကိုစကနာထိုးနေပါတယ်။ ကဲမရတော့ချက်နေဟိုအခုချက်ချင်းပဲလှုပ်ပေးဖို့တက်ပြောနေပြီ။ဒဲရတော့ဟိတ်ကောင်အဲ့ဒါချက်နေမဟုတ်တော့ဘူးဆိုတော့ပြောပြနေတာ။ခရိုလီကလည်းသူ့ရဲ့တပည့်ကိုကောင်မာလီနဲ့နေရာနှဲခိုင်းလိုက်ပါတယ်။ဒီချိန်မှာကဲဗင်ကရတဲ့အခွင့်အရေးလေးကိုအမိရအသုံးထားလိုက်ပြီးချက်နေကိုလက်စိုးဝင်မှုခံရတဲ့အကြောင်းပြောပြလိုက်ပြီးခရိုလီကလည်းချက်နေကိုလက်စိုးနဲ့နေရာပြန်နေလိုက်ပြီးကဲဗင်သာသူ့နဲ့ပြန်လိုက်လာလို့ရှိရင်ချက်နေကိုပဲလှုပ်ပေးမယ်လို့ကန်ထားလိုက်ပါတယ်။ကေဗီရလည်းရှင်းပြတော်တမန်တော်ပြီပြီပဲဆုံးမနေရကြောင်းနှခါတော်မစင်းသားပဲလက်ခံလိုက်တာကြောင်းဒေးနဲ့ဆံမှာနားမလည်ဖြစ်သွားပြီကေဗီရတော်ပစ္စည်းရတော်ယူအောင်မယ်လို့ပြောနေကအခက်တခုတည်းဝင်သွားပါတယ် ဒီချိန်မှာခလော်လီယာဒင်းအောင်ကြည့်လိုက်ပြီးဟိုတမန်တော်ကောင်ဟောမလွတ်လာဘူးလားလို့မေးနေပြီးဒင်းကတော့မင်းနဲ့မဆိုင်ပါဘူးလို့ပြောနေတာစကားများနေကြပါတယ်အချင်းတော်ကြတဲ့အထိကင်ဗင်ကထွက်မလာသေးတာကြောင့်ခလော်လီနဲ့ချန်နီဟာကင်ဗင်ရှိတဲ့အခန်းထဲကိုလိုက်သွားပြီးကဲဆိုးသွားတယ်ကင်ဗင်ရဲ့ပေးထောက်ချောက်ဆောင်ပြီးသွားကကင်ဗင်ဟာဒင်းမဆန်ကိုထွက်ပြေးဖို့အတွက်ထမ်းဟောလိုက်ပါတယ်ဒီလိုနဲ့ဒင်းဆန်နဲ့ကင်ဗင်တို့လည်းအင်ပါလာနဲ့နေရာနဲ့မထွက်ပြေးလာကြပြီးခဏကြာမှတော့သူတို့ရှိကိုခလော်လီပြောင်းလာကနတ်ဆိုးကိုချန်နီကိုတင်ထွက်ခိုင်းလိုက်ပြီးကင်ဗင်ရှိမှတင်ချန်နီကိုကုဆိုးတက်ပြစ်လိုက်ပါတယ် ။နောက်ရက်မှာတော့ဒင်းတို့လည်းစီစဉ်တစ်ခုစီရလာကြပြီးဒင်းဟာသူ့စီကိုဖုံးမဆက်တဲ့သူကိုဆဲဆိုနေတာကံပြုတ်နဲ့အစင်ပြေလာလို့မင်းနေပါတယ်။ကံပြေကတော့သူ့အသက်တမချိရတဲ့ကြီးစားကိုကိုရှင်မာနေတက်ပြတာကိုမြင်လိုက်ရတာအစင်ပြေပါမလားလို့ပြောနေပြီးဒင်းကလည်းအဲ့ကိစ္စရင်းနဲ့နေသားကြောင်နေဖို့တက်ပြောလိုက်ကဒီကိစ္စရင်းထဲမှာမင်းကိုယ်နဲ့ပေါဝင်ပတ်သက်ပြီးနေပြီပဲလို့ပြောခါကားပေါ်နေဆင်းသွားပါတယ်။တနေ့ရောက်မှာတော့ဒင်းဟာသူ့စီကိုဖုံးမဆက်တဲ့သူကိုဖုံးပြန်ဆက်လိုက်ပြီးအကြောင်းရင်းမရှိဘဲအဆက်ဆက်မလုပ်ဖို့အတွက်ပြောနေပါတယ်။ ဒါမဲ့ဖုန်းထဲရသူဟာဘန်နီဖြစ်နေပြီဘန်နီဟာဒီဘက်ကကဘာကြီးရလဲတချို့တန်စီပုံနဲ့မထူးမခြားလာပါပဲလို့ပြောနေပြီနှစ်ကားစီလောက်ကြာခဲ့တာအတွက်အမိလက်ရအောင်မှာပါပဲလို့ပြောနေပါတယ်ဒဲရလည်းတဖြည်းဖြည်းအစီအမေလာပါပါဘန်နီလို့ပြောနေပြီတခုခုအရေးကြီးလို့ရှိရင်သူ့စီကိုဆက်သွယ်လို့ရတယ်လို့ပြောကဖုန်းချလိုက်ပါတယ်